အချင်းချခံထားရတဲ့လူတို့ကောင်းဆောင်နိုင်ငံတော်တိုင်ပကပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်ရှာစကေး9တသမ9အဆင့်ရှိတဲ့စကိုင်းငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းရဲ့ပြင်သစ်အခြေစိုက်လူအခွင့်ရေးရှင်းနေအဖွဲ့ Simray and Finnero ကဂျွန်လ19ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့အချင်းထောက်ဟာငလင်တန်ကျောက်ပြစီခဲ့ပြီးဘဘက်လက်မောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း တရေရင်းမြစ်များစွာကဖော်ပြထားကြတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။မစ္စတာရှောင်းတာနယ်ကလည်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အရာပြင်းကလင်းကြီးကြောင့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကောင်စီရဲ့ဆိုးရွားလာတဲ့ဂျမိုင်းရေးဆောက်ရှောက်မှုအောက်မှာစေကူတာမှုခံယူနေရတယ်လို့စုဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးသူ့ရဲ့အင်တာနက်လူမှုကိုရဲ့ဆာမျက်နှာမှာဂျွန်လ16ရက်နေ့ညပိုင်းကရေးသားဖော်ပြခဲ့ပါတယ်။ ဒေါက်ဆန်စုတီဟာ2014ခုနှစ်ကတည်းကမြန်မာနိုင်ငံသားတွေရဲ့ပညာရေး၊ကျန်းမာရေး၊လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုကုညီထောက်ပံ့ပေးဖို့ရည်ရွယ်ပြီးစုဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်ရှင်။